င်္ဂလာပါရှင်ဒီကနေ့ရအောင်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောင်ရေးအတွက်အခြေခံအကြဆုံးသောနိုင်ငံရေးအခင်းအကျင်းဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးကိုချွင်းချက်မရှိလွှင့်ရန်တောင်းဆိုရတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောင်ရေးအတွက်အခြေခံအကြဆုံးသောနိုင်ငံရေးအခင်းအကျင်းဖြစ်တဲ့လူမှုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးကိုချွင်းချက်မရှိလွှတ်ပေးဖို့ပြည်내နဲ့ဖက်ဒရယ်ယူနစ်လွှတ်တော်များလွှတ်တော်ကိုစားပြုကော်မတီများကဒီကနေ့တောင်းဆိုလိုက်ပါတယ် မြန်မာနိုင်ငံမှာဒီမိုကရေစီရှင်သန်ရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်တိုင်းရင်းသားခေါင်းဆောင်များအပါအဝင် key stakeholder အားလုံးသဘောတူတဲ့နိုင်ငံရေးခင်ကျင်းတရမဖြစ်မနေအကောင့်ထင်ဖော်ရမှာဖြစ်ကြောင်းဒီလိုနိုင်ငံရေးခင်ကျင်းတရပေါ်ပေါက်ပြီးမှသာလျှင်အခြားသောနိုင်ငံရေးအစီအမံတွေကိုဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်းလွှတ်တော်ယူနစ်များနဲ့လွှတ်တော်ကုစားပြုကော်မတီ73ခုကတောင်းဆိုထားပါတယ်။ လက်ရှိအချိန်မှာအာဏာသိမ်းစစ်တပ်ရဲ့ဥပဒေမဲ့လုပ်ရက်တွေကြောင့်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဆပြုနေတဲ့နိုင်ငံတော်နဲ့နိုင်ငံသူအားလုံးကတောင်ပေါ်မြေပြန့်ကြီးလက်မြို့ပြမကျန်နေရာဒေသအစုံမှာထွေထွေအကျက်တဲတွေကိုအဆိုးဝါးဆုံးရင်ဆိုင်ကြုံတွေ့နေရပြီးပြည်ထောင်စုရဲ့အနာဂတ်မှာလည်းမရေရာမတိချမှုတွေနဲ့အလွန်ဆိုးရင်ရတဲ့အခြေအနေကိုရောက်ရှိနေတဲ့အတွက်ဒီမိုကရေစီရှင်သန်ရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကပြည်ထောင်စုရဲ့အနာဂတ်နိုင်ငံရေးလုပ်ငန်းစဉ်တရက်ဖြစ်တယ်လို့အလေးနက်ယုံကြည်လက်ခံကြောင်းဖော်ပြထားပါတယ်ဒီကနေ့ကြီးညာချက်ထုတ်ပြန်တဲ့လွတ်တော်ယူနစ်တွေနဲ့လွတ်တော်ကိုစားပြုကော်မတီ 2023ခုမှာစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တနင်္သာရီတိုင်းလွှတ်တော်မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ရန်ကုန်တိုင်းလွှတ်တော်အေရရီတိုင်းလွှတ်တော်ကချင်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီကရားပြည်နယ်လွှတ်တော်၃ရက်ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရင်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီချင်းပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီမွန်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီရှမ်းပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီပဲခူးတိုင်းလွှတ်တော်ကိုစားပြုကော်မတီမန္တလေးတိုင်းလွှတ်တော်ကိုစားပြုကော်မတီတို့ပါဝင်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ရှမ်းကွန်ပြူလူမိုက်များစစ်တပ်ကလွှဲပြီးဘသူကိုမှလူမထင်တော့ဘူးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ်ရန်ကုန်မြို့ရှိပြူစော်တိလူမိုက်တွေကစစ်တပ်ကလွှဲရင်ဘသူကမှအဖက်မလုပ်တော့ကြောင်းသိရပါရယ်ရန်ကုန်မြို့ရှိပြူစော်တိများစုကလူမိုက်တွေဖြစ်ကြပြီး၎င်းတို့ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကိုအကာအကွယ်ရဖို့အတွက်ပြူစော်တိနဲ့ရက်ွက်အုပ်ချုပ်ရေးဖွဲ့တွေမှာဝင်ရောက်လုပ်ကိုင်နေကြတဲ့ရဲတွေကိုလည်းအဖက်မလုပ်တော့တာကြောင်းရန်ကုန်ခြေစိုက်ရဲတရင်ရင်းမြစ်တွေစီကသိရပါရယ် စစ်တပ်ကရဲတွေကိုနှိမ်ထားတယ်ပြူတွေကိုတပည့်မွေးပြီးရဲတွေရဲ့ရှားပေါက်ရှားလန်းခွင်တွေကိုဝင်ယူတယ်ပြူတွေလည်းစစ်တပ်အားကိုနဲ့ရဲတွေကိုအဖက်မလုပ်တော့ဘူးလို့၎င်းကဆိုပါတယ်လူမိုက်များအခြေဆိုင်ရာရှန်ကုံမြို့စွန်ရှိစင်ချေဘုံရက်ွက်တွေမှာပြူစောတိလူမိုက်တို့ကတရားမဝင်လုပ်ငန်းမျိုးစုံကိုလုတ်ကိုက်လျက်ရှိပြီးရဲများကိုဗောရာကြီးတာပြီးတော့ကြောင်းတင်ရပါတယ်လောင်ကစားမွေးရင်စင်လူရဲမှုဓမြတိုက်ပြူတွေလုတ်တာမှန်တမညာနေတင်းကဗောရာကြီးမေးရတယ်ယူချင်းယူမယူချင်းမဲနေပါလူမိုက်ကောင်းဆောင်နေဆိုတာကစကမ်းမှုတွေလောက်ကိုပဲသူတို့နဲ့တန်းတူပုံစံမျိုးသဘောထားတာလို့၎င်းကဆက်လက်ပြော ောဆိုပါတယ်။ရန်ကုန်မြို့အခြေဆိုင်စစ်တပ်ကပြူစောတီနဲ့ရက်ွက်အုပ်ချုပ်ရေးဖွဲ့တို့နဲ့တိုင်းရိုက်ဆက်ဆံကတရားမဝင်လုပ်ငန်းမျိုးစုံအတွက်လိုင်းကြီးတိုက်ရိုက်ရယူနေသလို ၎င်းတရားမဝင်လုပ်ရက်တွေကိုလည်းအကာအကွယ်ပေးထားကြောင်းသိရပါဗျ။ဇွန်လ17ရက်ည8:00နာရီခန့်မှာရန်ကုန်မြို့လမ်းမတော်မြို့နယ်အတွင်းမှာရဲတအုပ်ကိုဖြူစော်တိလူမိုက်တို့ကဓာတ်နဲ့ခုတ်ပြီးဒုံးနဲ့ဝိုင်းရိုက်ခဲ့ရာအကြမ်းရဲများရောက်လာကတနက်နေ့ပြစ်မှာထွက်ပြေးသွားကြောင်းသိရပါဗျ။အဲ့ဒါကရန်ကုန်မြို့ရဲ့အခြေအနေမှန်ပဲလို့၎င်းကပြောပါဗျ။ဓာတ်နဲ့အခုတ်ခံရတဲ့ရဲကပြင်းထန်ထန်ရရှိခဲ့ပြီးဖြူစော်တိတအုပ်ကိုရဲတွေကဖမ်းမိခဲ့ကြောင်းသိရပါဗျ။ ဆက်လက်ပြီး ARD တိုင်းရင်းနှီးသားစစ်စင်းရေးကိမ္မာစစ်ကောင်စီကအင်အားလုံးရင်းနဲ့ခန်းစစ်ပြင်းစင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ARD တိုင်းရှိကြီးမြို့နယ်ရင်းနှီးသားစစ်စင်းရေးကိမ္မာစစ်ကောင်စီကအင်အားအလုံးရင်းနဲ့ခန်းစစ်ပြင်းစင်းမှုတွေရှိကြောင်းသိရပါတယ်။စစ်ကောင်စီအင်အားပြည်စည်ရင်တပ်စစ်နယ်စီကပြီးခဲ့တဲ့ဇွန်လ15ရက်နေ့မနက်ပိုင်းကအတုံးမြို့ကိုဖျက်ပြီးငတိုင်းချောင်းမြို့နီးရှိစစ်ရင်တပ်များဝင်ရောက်သွားကြောင်းဒေသခံတွေစီကသိရပါတယ်။အမြောက်တက်ကြပြီးကွာဘက်ကနေပါအေးတပ်ဖွဲ့တွေဝင်လာမှဆိုတဲ့အတွက်ရင်းနှီးသားစစ်စင်းရေးကိမ္မာကိုအင်အားလုံးရင်းပို့ပြီးခန်းစစ်ပြင်းနေတယ်။အမြောက် တက်တဲ့ကိုလည်းလူအင်အားတွေထပ်ပို့နေတာရှိနေလေကြောင်းဖြစ်ကိုလည်းတောက်လျှောက်ပြီးနေတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ဇွန်လ12ရက်ကလည်းရေကြီးအမြောက်တပ်အမတ်344ကနေပြီးလက်နက်ကြီးငယ်များကျုံပြော်ကိုအရေးပေါ်ရွှေ့ဆိုင်ပြီးရဲ့နောက်ရေနတာဆစ်ဆေးကိမာမှာခန်းစစ်ပြုလုပ်လာတာဖြစ်ပါတယ်အမြောက်တပ်344ကိုကာကွယ်ဖို့ကျုံပြော်မှစစ်ကူအင်အားများပို့ဆောင်နေပြီးလက်နက်ခဲယံတည်ယူပို့ဆောင်နေမှုတွေလည်းရှိကြောင်းသိရပါတယ်ငတိုင်းဆောင်တဲ့ရခိုင်ခွလန်းပေါ်ရှိအမြောက်တပ်344တဝိုက်စစ်ကူလာတဲ့စစ်ကြောင်းနဲ့တော်လိုင်းတပ်များတိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးရေနတာဂိတ်ကို ပါမနေ့ကလုံခြုံရေးအင်အားတိုးမြင့်လိုက်ကြောင်းသိရပါရယ်စစ်ကောင်စီကအမြောက်တပ်နီးမှာလေကြောင်းဒရုန်းနဲ့စစ်တပ်လီလီများတုံးပြီးပုံကျဲတိုက်ခိုက်နေပြီးမြေပြင်စစ်ကူတွေကပြန်လည်ပို့ဆောင်နေတဲ့အတွက်တော်လိုင်းတပ်တွေရဲ့ထိုးစစ်ကအဆုတ်အတက်ရှိနေကြောင်းသိရပါရယ် ကျုံပြော်မျိုးကနေပြီးအမြောက်တက်344နဲ့ရင်းနှသားစစ်စည်းခိတ်ကိုစစ်အင်အားဖြည့်ဖို့အတွက်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့တွေကစစ်မှုထမ်းတပ်သားတွေစုစားဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။ဒါအပြင်ရက်တိုတင်နန်းပေးပြီးစစ်တင်နန်းဆင်းထားတဲ့ပြည်သူစစ်တွေနဲ့စစ်မှုထမ်းဥပဒေနဲ့တင်နန်းဆင်းထားတဲ့တင်နန်းသားတွေကိုပါရင်းနှသားခိတ်ကိုပို့ဆောင်နေမှုတွေရှိကြောင်းဒေသတွင်တည်င်းအရင်းမြစ်တွေစင်ကသိရပါတယ်။စစ်ကောင်စီကရင်းနှသားစစ်စည်းခိတ်ဖြတ်တန်းခွင့်ကိုအတူကျမှတ်ထားပြီးအခြေခံစားတောက်ကုန်တင်ယူခွင့်ကိုပါတင်းကျပ်ထားကစစ်တုံးစီတင်ယူခွင့်ကိုလုံးဝမပြုကြောင်းသိရပါတယ်။စစ်ကောင်စီနဲ့ချင်း ရွာအုပ်ချုပ်ရေးမှုတွေပူးပေါင်းပြီးအခြေခံစားပောက်ကုန်တည်ယူခွင့်ကို၎င်းတို့ထောက်ခံစာနဲ့သာတည်ယူဖြတ်သန်းခွင့်ပြုပြီးစားပောက်ကုန်တွေကိုအရခတက်တော်ဤတန်ရောက်ရှိသွားမှာကိုဆိုရင်ပြီးဒေသခံတွေကိုတားမြစ်ပိတ်ပင်မှုတွေပြုလုပ်နေကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တော်လိုင်းကာလမွန်ပြည်နယ်ချာတာတရဲ့ရည်ဆွဲပို့မွန်ပြည်ဖက်ဒရယ်ကောင်စီဆုံးဖြတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်ဖက်ဒရယ်ယူနစ်တရဲ့ပေါ်ပေါက်ဖို့အတွက်တော်လိုင်းကာလမွန်ပြည်ချာတာတရဲ့ရည်ဆွဲသွားဖို့တတိယအကြိမ်ညီလာခံကနေဆုံးဖြတ်လိုက်တယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ထံကနေသိရပါတယ်။ မွန်ပြည်နယ်ဆယ်မြို့နယ်ကိုအခြေပြုပြီးရည်ရွယ်ချက်တူဘဝတူတော်လိုင်းအင်အားစုတွေစုစည်းပြီးတော်လိုင်းကာလမွန်ပြည်ချာတာတရက်ကိုရင်းဆွဲသွားဖို့အစွန်လ15ရက်နေ့နီလာကန်အပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲကနေအသိပေးထုတ်ပြန်လာတာပါချာတာအတွက်ပါတဲ့ပါထိုက်တဲ့မူပေါင်းတွေကိုစတင်ညှိနှိုင်းဖို့ပြည်နယ်တွင်းရှိတော်လိုင်းအင်အားစုတွေအားလုံးကိုဖိတ်ခေါ်သွားမယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီဝင်နိုင်မွန်ဆိုင်ကပြောပါရယ်ချာတာကတော့အဓိကတော်လိုင်းအင်အားစုတွေကြားထဲမှာသဘောတူနိုင်တဲ့အချက်လက်တွေပေါ်မှာအမြန်ဆုံးရှင်းဖို့ပြောတာရှိရယ်နီလာကန်ပြီးတဲ့အခါမှာလည်းဆက်လက်ပြီးတော့ဖိတ်ခေါ်သွားမှာဖြစ်တဲ့ ။တခြားသောအင်အားစုတွေကိုကျွန်တော်တို့ချာတာမှာပါဝင်တင်ပါဝင်ထိုက်တဲ့မူပေါင်းတွေကိုကျွန်တော်တို့စတင်ညှိနှိုင်းဖို့ဝန်ကြီးနယ်မှာရှိတဲ့တော်လိုင်းအင်အားစုတွေအားလုံးကို ကျွန်တော်တို့ဘက်ကနေပြီးတော့ကြိုးစားဖိတ်ခေါ်ပါမယ်လို့ဆိုပါတယ်မွန်ပြည်ချာတာရေးဆွဲရေးမှာစစ်အာဏာရှင်စနစ်ကိုပြက်ပြက်သားသားတိုက်ခိုက်နေတဲ့အင်အားစုတွေနဲ့ပူးပေါင်းဆောင်ရွက်မှာဖြစ်လို့တိုင်းရင်းသားတော်လှန်ရေးဖွဲ့စည်း EAO တွေကမွန်ပြည်တစ်ပါတီ AD နဲ့လည်းဆွေးနွေးသွားမယ်လို့သူကစက်ပြောပါတယ်ဒါအပြင်မွန်ပြည်နယ်တိုင်းမင်္ဂန်ကောင်စီ MSCC မွန်ပြည်နယ်အတွင်းရှိစီရီယန်ဖွဲ့တွေအပြင်လက်နက်ကိုင်အင်အားစုတွေနဲ့လည်းဆွေးနွေးပြီးအားလုံးသဘောတူညီချက်နဲ့ချက်တက်တစ်ခုရနိုင်အောင်ကြိုးစားသွားမယ်လို့နိုင်မွန်ဆိုင်ကဆိုပါတယ် ဝန်ကြီးနယ်အတွင်း Federal ဖော်ဆောင်နိုင်ရေးလုပ်ငန်းတွေတင်ပြဖို့နဲ့ရှေ့လုပ်ငန်းစဉ်တွေကိုချမှတ်ဖို့ရည်ရွယ်ချက်တွေနဲ့မွန်ပြည် Federal Council တတိယကြိမ်ညီလာခံကိုဇွန်လ14ရက်နေ့15ရက်တို့မှာကျင်းပခဲ့ပါတယ်။ညီလာခံမှာမွန်ပြည် Federal Council MSFC ရဲ့နိုင်ငံရေးစီရင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေနဲ့စစ်ကောင်စီရဲ့အခမ်းကဏ္ဍကိုဆွေးနွေးခဲ့ပြီးမွန်ပြည်ချာတာရေးဆွဲရေးအပအဝင်ရှေ့လုပ်ငန်းစဉ်လေးခုကိုချမှတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတဲ့ကနိုင်ငံရေးနဲ့စီးရေးကဏ္ဍမှာဘယ်လုပ်ငန်းစဉ်ကိုဦးစားပေးဖို့ရှိမလဲဆိုတာ တရင်ဌာနကမေးမြန်းရမှာတော့ပြည်내အတွင်းမတူညီတဲ့အင်အားစုတွေကြောင့်နိုင်ငံကြီးအပူပေါင်းဆောင်ရွက်ဖို့စီရင်ရည်လည်းများပြားဖော်ဆောင်နိုင်ဖို့ဆွေးနွေးခဲ့တယ်လို့နိုင်မွန်ဆန်းကပြောပါတယ်။ဒီအင်အားစုတွေကြားထဲမှာနိုင်ငံကြီးကဘယ်လိုလုပ်နိုင်မလဲဒါတခုပေါ့။ဒါတွေကိုကျွန်တော်တို့စဉ်းစားထားတာရှိပါတယ်။စီရေးပိုင်းလဲထူးနီးလကောင်းပဲစီရေးပိုင်းမှာတကယ်ဆေးအာဏာရှင်စနစ်ကိုတိုက်ခိုက်နေတဲ့ဖွဲ့စည်းတွေပေါ့။ PDF ပဲဖြစ်ဖြစ်ကျွန်တော်တို့ပြည်내ခြေပြို့ တက်တွေပဲဖြစ်ဖြစ်နောက်ဤအဝတွေပဲဖြစ်ဖြစ်အဓိကမွန်ပြည်နယ်ထဲမှာစင်ရွေးတွေများများဖော်ဆောင်နိုင်ဖို့ဒါတွေကိုကျွန်တော်တို့ဆွေးနွေးကြတာရှိရဲ့လို့ဆိုပါရယ်ကောင်စီအနေနဲ့ဤအဝတွေတိုင်းရင်းသား Federal Unit တွေနဲ့တခြားဒီမိုကရေစီအင်အားစုတွေနဲ့ပူးပေါင်းပြီးပြည်နယ်အားကောင်းရေးကနေပြည်ထောင်စုအားကောင်းရေးကိုဦးတည်ရဲ့ Border and Federalism စနစ်အကောင့်ထဲပေါ်နိုင်ဖို့အတွက်ကြိုးပမ်းသွားမယ်လို့ဆိုပါရယ်ဒါအပြင်မွန်ပြည်နယ်နဲ့ဆက်ဆက်ဒေသရှိစစ်ပေးတဲ့အမျိုးသမီးငယ်ကလေးငယ်ပါဝင်အတီးဒုက္ခရောက်ရှိနေတဲ့ပြည်သူတွေအတွက်ဝန်ဆောင်မှုပေးဖို့ခရိုင်အဆင့်ပြည်သူလုံခြုံရေးနဲ့ဝန်ဆောင်မှုကော်မတီဖွဲ့စည်းပြီးကူညီသွားမ ်းမယ်လို့သိရပါတယ်။မွန်ပြည်နယ်မှာစစ်ကောင်စီပြုလုပ်မဲ့ရွှေကောက်ပွဲကိုအပြည့်အဝဆန့်ကျင်ရမှာလဲပြည်သူလူထုတွေပါဝင်လာစေဖို့တိုက်တွန်းလို့ဆိုပြီးဗဟာပြည်ဝတရက်ကိုရေးဆွဲသွားမယ်လို့ညီလာခံကအရှိနေလုပ်ငန်းစဉ်တွေဖြစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအတွက်နိုင်ငံရေးနည်းလမ်းရပြည်သူကိုအသိပညာပေးသွားမှာဖြစ်တယ်လို့နိုင်ငံတကာကလည်းစစ်ကောင်စီကျင်းပမဲ့ရွှေကောက်ပွဲပေါ်အတိမတ်မပြုဖို့နဲ့ မကူညီဖို့တန်တမန်နီလန်းရအတိပေးသွားမယ်လို့ဆိုပါတယ်။နောက်ဆုံးအနေနဲ့စစ်ကောင်စီကရွှေကောက်ပွဲကိုအမှန်တကယ်လုံလာမယ်ဆိုရင်စည်ရင်းရစီမံချက်ချထားလို့မွန်ပြည်ဖက်ဒရယ်ကောင်စီဖွဲ့ဝင်ဒေါက်တာတီမွန်ချန်ကပြောပါတယ်။တကယ်လို့စကားစကား2025ရွှေကောက်ပွဲကိုတကယ်နဲ့လုံလာတဲ့ဆိုရင်တော့ကျွန်တော်တို့အနေနဲ့စည်ရင်းရစီမံချက်ချထားတယ်ဒါကိုလည်းကျွန်တော်တို့မွန်ပြည်နယ်မှာမိမိတို့ မော်လက်နက်ကင်တပ်ဖွဲ့အပြင်အခြား PDF တွေနဲ့ပူးပေါင်းပြီးတော့ရွေးကောက်ပွဲမဖြစ်မြောက်ဖို့ရွေးကောက်ပွဲပြပြားစေဖို့အတွက်ကျွန်တော်တို့အနေနဲ့အဲ့ဒီလိုမျိုးစီမံချက်ချထားတာရှိတယ်လို့ဆိုပါတယ်။နှစ်ရက်တာကျင်းပခဲ့တဲ့ညီလာခံမှာအင်အားစုတည်တည်ကကိုစလဲ ၂၀၀ကျော်ဟာဖွင့်ပွဲခန်းနာကိုတက်ရောက်ခဲ့ပြီးဒုတိယရက်မှာတော့အွန်လိုင်းကနေ၂၂၅ဦးနဲ့မြေပြင်မှာ၇၁ဦးစုစုပေါင်းကိုယ်စားလှယ်၁၉၆ဦးတက်ရောက်ခဲ့တာပါညီလာခံမှာကောင်စီဝင်နိုင်ငံနိုင်ကောင်းရွတ်မိကွန်ချန်းနော်နဲ့ဒေါက်တာသီရီမော်ချန်းတို့ကိုသဘာဝတိအဖွဲ့အဖြစ်ရွေးချယ်တင်မြှောက်ပြီးကော်မတီ၃ရက်ရဲ့ဥက္ကဋ္ဌတွေကိုရွေးချယ်ကတတိယကြိမ်ညီလာခံကနေချမှတ်တဲ့နိုင်ငံရေးစည်းရုံးနဲ့အုပ်စုရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုဦးဆောင်သွားမယ်လို့ထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှင်